so အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့အခုမှ UK ကိုစပြီးလာမဲ့လူတွေတော့ဒါတိထားတဲ့အချက်လေးတွေပေါ့နော်ဆိုတော့မတိလည်းဘာမှတော့မဖြစ်ဘူးဒါပေမဲ့ကြိုတိထားရင်ပို့ပြီးတော့ကောင်းတယ်ဆိုတဲ့အချက်လေးတွေကိုစုပြီးတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအချက်အနေနဲ့ဒါ GP register လောက်ထားမှာပေါ့နော် GP ဆိုတာဘာလဲဆိုရင်တော့ဒါ General Practice NHS ကပေါ့နော် ဒါအစိုးရကနေပြီးတော့ free ပေးထားတဲ့ကျန်းမာရေးစနစ်သူတို့ရဲ့ system ET တခုပေါ့နော် NHS system ET တခုထဲမှာရှိတယ်ကျွန်တော်တို့မြန်မာပြည်အခေါ်ဆိုရင်တော့ပုံမှန်စေကံပဲပေါ့ဒါပေမဲ့ဒီမှာတခုကဘာလုပ်ရလဲဆိုတော့ဒီတိုင်း walking ဝင်သွားပြီးတော့ပြလို့မရဘူးကိုက register အရင်သွားလောက်ကတယ်ပြီးရင်ကိုယ့်ရဲ့ information တွေကိုဖြည့်ပြီးတော့အကဲကိုနေမကောင်းလို့တခုခုဖြစ်တယ်ဆရာဝန်နဲ့ပြကျင်တယ်ဆိုရင်ဖုန်းဆက်ပြီးတော့ appointment ယူရတယ် တခုရှိတာက register လုပ်ပြီးသွားရင်တော့မှကိုပြကျင်တဲ့ချိန် wallet ဝင်ပြီးတော့တော့ပြလို့တော့မရဘူးပေါ့နော်ဒီနေ့ပြကျင်နေဆိုရင်မနေ့၈ရက်နေ့အတိတ်မှာဖုန်းဆက်ပြီးတော့ appointment ယူလို့ရတယ်ဒါ emergency အသီးတန်ပေါ့နော်အကယ်၍ကိုကအဲ့လိုမျိုး emergency မဟုတ်ဘူးဒီတိုင်းမဲ့ဒါကိုခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတခုခုမှားနေတယ် အဆင်မပြေဘူးထင်တယ်ဒါစေကန်းပြခြင်းနဲ့ဆရာဝန်နဲ့စကားပြောခြင်းနဲ့ဆိုရင်ဒါနှစ်ပတ်လောက်ဆောင်ရတယ်ပေါ့နော်ကဲ၍အဲ့လိုမဟုတ်ပဲကွာ emergency တခုခုထိခိုက်ရှာနာတာမျိုးလမ်းမှာ accident တွေပါဖြစ်တာမျိုးဆိုရင်တော့ဒါ ANE သွားရတယ်ပေါ့နော် ANE ကတော့ဒါဆေးရုံတွေမှာရှိတယ်ဆိုတော့အဲ့ဒီကို သွားပြီးတော့တခါတဲ့ emergency room ဝင်ဆေးကုဒါဥမာကျိုးတဲ့ကမ်းနေဆိုလဲ ဒါတခုခုလောက်ပေါ့နော် operation လောက်ရမှာလားပါလားဒါမျိုးတွေကြာရင် ANE ကိုသွားရတယ်ပေါ့နောက်တစ်ချက်ကတော့ဒါ land sit ပေါ့နော် land sit ကိုစောင်းတာကျွန်တော်ပြရမှာခဏလေးဆိုဒါလေး land sit ဆိုဒီဆေးကကျွန်တော်တို့မြန်မာပြည်မှာဆိုရင်ဒါ mesa grid ပေါ့နော်ကလား9កောင်လား4កောင်လားဆိုအဲ့ဒါမျိုးနဲ့သွားတူတယ်ပေါ့နော်သူကဒီထဲမှာဖြားနာတာတွေခေါင်းကိုက်တာ ခန္ဓာကိုယ်ညောင်းကြိုက်တာနှာခေါင်းပိတ်တာလေချောင်းနာတာ အကုန်ပြောက်တယ်ဆိုတော့တော်တော်များများသောအခြေအနေတွေမှာကိုကရာသီဥတုကြောင့်ပဲဖြစ်စေဘိုးမိလို့ပဲဖြစ်စေဖျားသွားပြီဆိုရင်ကျွန်တော်တို့ကဆေးကန်းကိုတွားပြီးတော့ဆရာဝန်စီတွားပြီးဆေးတောင်းတာထက်ဒါမျိုးတောက်လိုက်တာပို့ပြီးတော့ကောင်းတယ်ဗောနော်ပို့ပြီးတော့လည်းထိရောက်တယ်မြင်မြန်လည်းတတ်တာတယ်တောင်းတောင်းဖျားရတော့ကဒါ viral flu လို့ခေါ်တယ်ဗောနော်ဒီမှာအဲ့လိုမျိုးဖြစ်တယ်ဆိုရင်ဒီ lambda စစ်ကအကောင်းဆုံးပဲ စေးကြော့ညာမဟုတ်ဘူးဒါပေမဲ့ဒီမှာလာနေရဆိုရင်ဒီကိုရောက်လာပြီဆိုရင်ဒါဆောင်းဆောင်းသားတဲ့နဲ့မရှိမဖြစ်တရားတစ်ခုပဲ UK ကိုရောက်ပြီဆိုရင်မိတ်ဆွေတို့မရှိမဖြစ်မတော်မဖြစ်သွားမယ့်နေရာတရားရှိရပေါ့နော်အဲ့ဒါဘာလဲဆိုတော့ corner store တွေဒီနိုင်ငံမှာ corner store တွေတော်တော်များများမမှုတွေဖွင့်လာများတယ်ဆိုတော့တခုခုဘာပဲလို့လို့ပေါ့နော်ညာဘက်မိုးချုပ်ရက်ဒီဖွင့်လာလဲသူတို့ပဲတာမန်တခြားဆိုင်တွေအကုန်တခြား နေရာတွေအကုန်လုံး shopping mall အကြီးကြီးဖြစ်ဖြစ်တခြား high street တွေရာဆိုင်တွေဖြစ်ဖြစ်အကုန်လုံးပိတ်တယ်ဆိုရင်တော့မှမမူလို့ဆိုင်တွေကဖွင့်လာများတယ်ပေါ့နော်ညာနဲ့တည်းဒီဆိုင်တော်တော်များများပေါ့ Okay နောက်တစ်ချက်ဆက်သွားရအောင်နောက်တစ်ချက်ကဘာလဲဆိုတော့ Oyster card ပေါ့နော်ခရီးသွားရင်မရှိမဖြစ်လို့တယ်ဒီ UK ကိုလာပြီဆိုရင်ထူးသဖြင့် London မှာဆိုရင်ဒါကျွန်တော်က public transport ကိုအများကြီးသုံးတယ်။ပတ်စံဆိုရင်လည်းဒါကိုယ်ပိုင်ကားတွေပါနေတော့တာထက် အများကြီးတက်တာတယ်အချိန်ကုန်လည်းတက်တာတယ်လူပင်မန်းလည်းတက်တာတယ်ပေါ့နော်ညဘက်တောက်ကြနေညတွေစနေနေ့ညတွေဆိုရင်ဒါ ACC pub မှာသွားပြီးတော့တငယ်ချင်းတွေနဲ့ပြီးတာတောက်တဲ့ဘာညာမျိုးဆိုတော့ vibe မျိုးရှိတယ်အဲ့လိုမျိုးဆိုရင်ဒီလူတွေနေနဲ့ဒါကားတွေပါယူလာဆိုအန်ဒီရလည်းများတယ်ပြီးရင်တောက်ပြီးတော့ကားမောင်းမှုကအစင်တော့မပြေဘူးပေါ့နော်မိသွားရင်ကွန်တက်မယ်ဆိုတော့ yeah တော်တော်များများသည်ကိုယ်အိမ်မှာကိုယ်ပိုင်ကားရှိရဆိုရင်တော့ public transport ကိုတောင်းတယ် ပြီးွားရင်နောက်တစ်ခုကလမ်းပေါ်မှာ bus တွေရှိတယ် double decker တွေရှိတယ် normal ဟာတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ကားစီးရင်လည်းအဲ့ oil circuit ကတုံးလို့ရတယ်ယထားစီးရင်လည်းတုံးလို့ရတယ်ဒါအပြင်မှာကျွန်တော်တို့ဒီ lander မှာဆိုရင်သူစုံနေတက်မှတ်ထားတယ်ဆို1 2 3 4 5 6 whatever ဆိုတော့အဲ့စုံနေတဲ့မှာကိုကအများတန်းဥပမာဒီမှာအခြေချပြီးတော့ဥမာကြောင်းသွားတာအိမ်ကနေကြောင်းသွားတာဖြစ်ဖြစ်ဒါမှမဟုတ်ရင်အလုတ်အိမ်ကနေပြီးတော့အလုတ်ကိုသွားတာမျိုးဖြစ်ဖြစ် အမြဲတမ်းသွားလာနေတဲ့စုံကွာကိုကစုံဖုန်းမှာနေတယ်စုံတိုးနေရင်သွားပြီးအလုပ်လုပ်နေရပဲထားပါတော့အဖုန်းနဲ့သူအတွင်းကြားတဲ့ဟိုခါပါဖြစ်မဲ့ဟာကိုဒီ package နဲ့ဝယ်ထားလိုက်တယ်ဆိုရင်အများကြီးဈေးတက်သွားပြီးတော့အာ public transport မှာဒါပတ်စံနေနေခြွေတာလို့ရတယ်ပေါ့ okay ပြီးရင်နောက်တစ်ခုကျွန်တော်တို့က extra card တော့ရပြီကိုဝယ်စရာရှိတဲ့ package လည်းဝယ်ပြီးသွားတယ်တနည်းအားနဲ့တနည်းအောင်သွားတော့မယ်ပေါ့နော်သွားတော့မယ်ဆိုရင် ယထာဘော်တွေမှာဒါမှမဟုတ်လူစီတဲ့နေရာပေါ့အခုကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲ London ဆိုဘာကြီးမြင်လဲ London Eye ရှိမယ် Big Ben ရှိမယ် Tower Bridge London Bridge whatever ဘယ်ပဲတော်တော်ကျွန်တော်တို့ကအဲ့လိုမျိုး Soho area နေရာရှိမယ်ပြီးရင် China Town ပေါ့နော်တရုတ်တန်းလူအရန်စီရယ်အဲ့လိုနေရာမျိုးတွေတွားပြီးဆိုရင်ကပိုင်နှိုက်ကိုအထူးတတိပြုဒီကကပိုင်နှိုက်တွေကအရန်မြန်လောက professional တွေ ိုမြမပြီးမှလိုမျိုးတကားလုံးကသူ့ကိုကပိုင်းနိုင်မှန်သိနေပြီသူ့ကိုသူကကပိုင်းနိုင်မှန်မသိရဆိုတဲ့အထာမျိုးတွေမရှိဘူးဒီမှာပါသွားရင်5မိနစ်တွင်းပျောက်သွားတာဘာမှကိုရှာလို့မတွေ့ဘူးဆုံးအဲ့တော့တတိထာကပိုင်းနိုင်တွေပေါ်တယ်ကိုယ့်ရဲ့အိတ်တွေတတိထာကိုယ့်ရဲ့ဖုံးတွေ လမ်းသွားရင်းနဲ့ဒီလိုဖုံးနေအရင်ကြည့်ပြီးတော့တတိလက်လွတ်သွားတာမျိုးမလုပ်နိုင်ဘူးเนาะမြမာတွေဆိုရင်တော်တော်များများအလှအပ jewelry တွေဘာညာတွေကြိုက်တယ်အဲ့လိုမျိုးဆိုရင်အဲ့လူတွေက target ဖြစ်သွားနိုင်တယ်ပေါ့เนาะအဲ့တော့ဂယူ site ပဲတော်တော်နောက်တစ်ခုတတိထားမယ့်နေရာကိုနေတဲ့ရက်ကွက်တွေကိုနေရဲ့ရက်ကွက်တွေထဲမှာ project housing တွေရှိလားအရင်သေးသေးချာချာလိုက်ပြီးတော့ဆက်စုကြည့်ပေါ့နော် project housing ဆိုတဲ့ကိစ္စမျိုးကဘယ်လိုလဲဆိုတော့ဒီနိုင်ငံမှာကွာ အစိုးရနေပြီးတော့ benefit တွေအများကြီးပေးထားတယ်။ဥပမာတခြားနိုင်ငံကခိုးလုံလာတဲ့လူတွေဒီနိုင်ငံမှာအလောက်ကအတိတ်ကြားမရှိတာတို့ဒါမှမဟုတ်ရင်ထောက်ပံ့မှုလိုအပ်နေတဲ့လူတွေပေါ့နေရနေရာမရှိတာအိမ်ငှားကမတက်နိုင်တာအဲ့လိုမျိုးဒါများသောအားဖြင့်တော့အလောက်တကယ်လောက်တယ်ဆိုရင်တော့တက်နိုင်ကြပါတယ်ဒါပေမဲ့မလောက်တဲ့ငပြင်းတွေတော့ရှိတာပေါ့နော်ဆိုတော့အဲ့လိုမျိုးလူတစုကနေရမရှိဘူးဆိုပြီးတော့ဒါအစိုးရကိုအိမ်တောင်းနေအစိုးရကလည်း project light တွေကို project ဒီ project ဒီနဲ့ကို ဒါလန်ဒန်မြို့ပတ်ပတ်လယ်မှာလုံးဝဟောက်စင် အကြီးစားကြီးတွေစောက်ပြီးတော့သူတို့ထားတယ်ပေါ့နော်ဆိုတော့အဲ့လိုနေရာမျိုးတွေကနေပြီးတော့ဒါအကုန်လုံးတော့မပြောဘူးဒါပေမဲ့အဲ့လိုနေရာမျိုးတွေကနေပြီးတော့ရှင်တန်လာတဲ့လူတွေရှိတယ်ဆိုတော့အများသောအဖြစ်တော့အမဲတွေများတာပေါ့နော်ဆိုတော့ဒီလူတွေကသူတို့ roadman လို့ခေါ်တယ်ပေါ့နော် not everyone came from the project is not roadman but most of them သူတို့အကုန်လုံးက ဟို drug dealing လုပ်တယ်ပြီးရင်ဒါ crime တွေမှာအများနဲ့ပါဝင်နေတဲ့လူတွေလို့ပြောလို့ရတယ်ပေါ့ဒါ road man တွေကိုတတိထားမိစေမဲ့ပုံစံဆိုရင်ဒါ truck suit အပြည့်ဝတ်တယ်ပေါ့ပြီးရင်ဒီ salary တိုင်းအိမ်နဲ့ဆိုတော့အဲ့လိုမျိုးအမဲတွေကိုတွေ့ရင်ဒါနည်းနည်းရှောင်ပေါ့နော်တခါတလေကြာရင်ကံကောင်းရင်မင်းကိုဆေးလာရောင်းလိုက်မယ်ပေါ့နော်ဒါဆေးဆေးကြဝယ်အောင်မလားဟိုကဝယ်အောင်မလားဒီကဝယ်အောင်မလားဆိုရင်ငွေရစီလာရောင်းလိုက်မယ်ကံဆိုးရင်တော့ အဲ့ဒါဓာတ်နဲ့ထောက်ပြီးတော့မင်းမပါတဲ့ပစ္စည်းတွေကိုယူသွားဖို့များတယ်ပေါ့နော်အဲ့ဒါကိစ္စတစ်ချက်ကလည်းအရေးကြီးတယ် UK အခုမှလာမယ်လို့တော့သိထားတဲ့နေပေါ့နော် UK မှာအမြဲတမ်းဓာတ်ထိုးမှုနဲ့တိုင်ပတ်နေတဲ့ပြဿနာတွေအများကြီးပဲနေ့စဉ်တူဝါမြင်နေကြားနေရတယ်ဆိုတော့ကျူးလွန်တဲ့လူတွေကလည်းဒါအသက်ကြီးတဲ့လူတွေမဟုတ်ငယ်ငယ်လေးတွေကွာ73နှစ်74နှစ်89 78နှစ်ခက်လေးတွေများတယ်ဆိုတော့ဂိမ်းဆိုင်ပေါ့နော်နောက်တစ်ချက်ကဘာလဲဆိုရင်ဒါ coffee ကြိုက်တဲ့လူတွေတော့ပေါ့နော်ဒီနိုင်ငံမှာရာသီဥတုကအေးတယ်ဘာညာဆိုရင်ဒါ coffee တောက်လို့အရင်ကောင်းတယ်ဒီကလူတွေကလည်း coffee အရင်တောက်ကြတယ်ဆိုတော့ပြဿနာပါလဲဆိုတော့ coffee တွေဈေးအရင်ကြီးလာတယ် coffee တစ်ခွက်ကိုတပေါင်းနှစ်ပေါင်းလောက်ဖြည့်ရမယ့်ကိစ္စမှာ၄ပေါင်နဲ့၅ပေါင်နဲ့စပြီးဖြည့်နေရပေါ့နော်ဆိုတော့ဖြည့်တာနည်းနည်းတော့ကြပြီခုမှစဖြည့်တာမဟုတ်ကွာတဖြည်းဖြည်းနဲ့တော့တက်လာပေါ့တရေရေနဲ့လေဆိုတော့ကိုကအမြဲတမ်းတနေ့ကို coffee တစ်ခွက်နှစ်ခွက်တောက်တဲ့ကောင်က ဆယ်ပေါင်လောက်ကြွတ်နေပြီဘာမှမလုပ်ပဲနဲ့အဲ့လိုမျိုးဆိုတော့ဒါဒီရောက်ရင် coffee တောက်တဲ့လူတွေ coffee ဆိုင်ထိုင်တဲ့လူတွေကနည်းနည်းလေးတော့ရေရှည်မှာတိတာတယ်ဆိုတော့ဒါလည်းကြော်ညာတော့မဟုတ်ဘူးဒါပေမဲ့တချို့ coffee ဆိုင်တွေမှာ brand name ထည့်မှပြောလို့တချို့ coffee ဆိုင်တွေမှာဒါ member ဝင်လို့ရတယ်ပေါ့ဥပမာတစ်လောက်၅ပေါင်ဆိုတဲ့ဟာမျိုးနဲ့သူတို့ရဲ့ member card လောက်ထားဆိုရင်တစ်ယောက်ကို ကိုက coffee တစ်ခွက်ကို၄ပေါင်ပေးသားပါမယ်ဆိုရင်တို့က၂ပေါင်လောက်နေရတယ်။တရက်ကိုသူက၆ခွက်အထိ limit ပေးထားတယ်။ဒါဆိုင်ပေါ်တော့မူတည်ရဒါပေမဲ့ကျွန်တော်သိရဟာဆိုရင်တရက်ကို၆ခွက်အထိတစ်ခွက်ကို၂ပေါင်လောက်နဲ့တောက်လို့ရတယ်ဆိုတော့ so level တလ၅ပေါင်ပေးလိုက်ရင်တရက်ကို၄ပေါင်လောက်တတ်တာဆိုတော့တလစာလေး bro so yeah အဲ့ဟာလေးကတော့ coffee ကြိုက်တဲ့လူတွေအတွက်ဆိုရင်အသုံးဝင်လိမ့်မယ် ီးတော့နောက်ဆုံးတစ်ချက်ဆောင်းစိတ်ညစ်ဖို့ကောင်းတဲ့တစ်ချက် train delay ဖြစ်တယ် land ပိတ်တယ် train မရှိဘူး train မရှိဘူးစနေတနေ့နေ့ပိတ်ရတယ်ဆိုရင် train လုံးဝမရှိဘူးဆိုတဲ့ကိစ္စတွေ delay ဖြစ်တဲ့ကိစ္စတွေကဒီနိုင်ငံမှာအရန်ဖြစ်တယ်ကဲဒလီဖြစ်လာပြီဆိုရင်ကိုသွားရရှိရနေရကိုတနာရီလောက်တာကြိုးစောပြီးတော့ဘာဆိုဘာမှမသိကြဘူးဟို replacement bus တွေပေါ့နော်အခုမှဒီမှတ်တိုင်ကနေပြီးတော့ဒီမှတ်တိုင်ကြားထဲကိုရထားလမ်းပိတ်ထားရဆိုရင် အဲ့ယထာလမ်းမှာရှိတဲ့မှတ်တိုင်တွေအကုန်လုံးသူကကားနဲ့ပတ်ခေါ်ပြီးတော့သွားပေးတဲ့ service တော့ရှိတယ် but စောက်ရမ်းကြတယ်ဘာလို့ဆိုတော့ယထာလမ်းအရမ်းမြန်နေဆိုပြီးမှကားနဲ့သွားရဆိုရင်ဒီလိုကိုယ် wipe ပြီးတော့သွားနေရဖြစ်တဲ့တော့ကြောင့်မလို့အရမ်းကြတယ်အဲ့တော့အကယ်၍ကိုကအိမ်နဲ့ကိုသွားမယ့်နေရအရမ်းမဝေဘူးဆိုရင်အဲ့ဒီအစားကားတခြားအဲ့လိုမျိုးကိုသွားမယ့်နေရတန်းရောက်တဲ့ကားမျိုးပြောင်းစီးတာမျိုးဒါမှမဟုတ်ရင် ဒီနိုင်ငံမှာနာမည်ကြီးတစ်ခု signature ဖြစ်တယ်ဒါ electric bike တွေငှားစီလူရရတယ်ပေါ့နော်ဆိုတော့အဲ့ဒီ survey တွေကိုငှားစီဥမာ live လို့ပါလို့ဆိုရင်တော့သိကြလိမ့်မယ်အကုန်လုံးဟိုတလောကတော့မှမမလူလူတော့မှ live နဲ့တင်ထားသေးတယ်ပေါ့နော်တပုံ UK ပါဆိုတော့အဲ့ live survey လေးတွေငှားပြီးတော့စီလူရရတယ်ကိုပိုင် survey ရှိပြီးတော့ကို survey နဲ့ကို အိမ်ကနေပြီးတော့ကျောင်းကိုသွားတာဖြစ်ဖြစ်အိမ်ကနေအလုပ်ကိုသွားတာဖြစ်ဖြစ်သွားနိုင်တယ်ဆိုရင်တော့အဲ့ဒါအများကြီး fine တယ်ဘယ်သူမှ queue ဆိုင်ကြမလို့ဒါပေမဲ့ကိုကဒီ public transport ကိုဦးစားပေးပြီးတော့အားကိုးနေရတဲ့ဆိုတဲ့အတွက်ကြောင့်မို့လို့ကဲပြီသူတို့ကအဲ့လိုမျိုး delay တွေဖြစ်တယ်ဒီလိုမျိုး line တွေပိတ်ပြီးတော့မှပြန်နေဆင်းနေလောက်တယ်ဆိုရင်နည်းနည်းလေးတော့အဆင်မပြေဘူးတိုင်ပတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုလည်းတစ်ချက် queue site ဆိုတော့ yeah ဒီနေ့ပြောချင်တဲ့အကြောင်းကတော့ ဒါလောက်ပဲအခုမှ UK ကိုလာမဲ့လူတွေအတွက်အထူးသဖြင့်လန်ဒန်ကိုလာမဲ့လူတွေအတွက်ကျွန်တော်ပြောပြရတဲ့အချက်တွေအသုံးဝင်နေစဉ်ဒါ like လုပ်ဝါပစ်ဆိုတော့ yeah အားလုံးပဲကျေးဇူးတင်တဲ့ကြည့်ပေးရတဲ့အတွက်ဒီနေ့တော့ဒါလောက်ပဲ bye